အရဟံဆိုတဲ့သကလုံးလေးတစ်လုံးထဲမှာပဲပြောကြမယ်ဆိုရင်ကိလေသာတွေကဝေးကွာနေခြင်းဒါအယိချင်းတစ်ခုပဲကိလေသာတွေကလုံးဝဝေးကွာနေခြင်းအလန်းကွာနေခြင်းကိလေသာရန်သူတွေကိုဖယ်ရှားပြစ်ခြင်းဖျက်ဖျက်ရှားပြစ်ဖြစ်ခြင်းတဏှာဆက်ရဲ့အကန့်လို့ဆိုတဲ့အကြောင်းတရားတွေကိုကိလေသာတရားတွေကိုဖယ်ရှားပြစ်ပြီးဖြစ်ခြင်းနော်တလောကလုံးရဲ့ဥညွတ်လေးစားဖို့လူတန်းမှုထိုက်တန်သူဖြစ်ခြင်းနဲ့မကောင်းမှုပင်ဖြစ် အဲစိတ်ကြွယ်ရာဘယ်တော့မှမကောင်းမှုလုပ်တာမရှိခြင်းဆိုတဲ့အဲ့ဒီအရင်ချင်း၅မျိုးကြောင့်ရသော်ဘုရားကိုအရဟံဆိုတဲ့ဂုဏ်တော်နဲ့ချီးမွမ်းတိုက်တယ်ချီးမွမ်းတိုက်တယ်ဆိုတာလောကမှာမြတ်စွာဘုရားကိုအရဟံလို့ဆိုတဲ့ဒီဂုဏ်တူးကြီးဟာလူပြင်ကနေစပြီးမြေပြင်ကနေပြီးကောင်းငင်ဝေဟင်ထိအောင်တလောကလုံးမှာပြန့်နှံ့ထင်ရှားနေတယ်လူတိုင်းလူတိုင်းကအတိမတ်ပြုထားတဲ့ဂုဏ်ကြီးတစ်ခုပါလို့ဒီလိုဆိုတာပေါ့နော်